အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘိုးချိုဟောင်းမြ ాయి မဲဆွယ်စီယုံရေးတွင်စစ်တာပြူစောတိနှင့်ရဲများကြံဖို့အိမ်ကြီးဝွေ၍လိုက်ပါလုံခြုံရေးယူနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကြံဖို့ပါတီမှဘိုးချိုဟောင်းမြ ాయి ကနေမြေစင်း၍မဲဆွယ်စီယုံရေးမှလှုပ်ဆောင်နေရတွင်စစ်တာပြူစောတိနှင့်ရဲများကိုအယက်ဝက်များအပြင် ကျန်းဖို့အင်ကြီးပါဝက်ခိုင်း၍လိုက်ပါလုံးကျုံရေးယူပေးနေကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့စတင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်အောက်တိုဘာ28ရက်မှစတင်ကဒီဇင်ဘာ26ရက်နေ့ထိရပ်ပေါင်း60မဲဆွယ်ခွင့်ပေးထားရာကျန်းဖို့ပါတီမှဗိုလ်ချုပ်ဟောင်းများကလည်းမဲဆွယ်စည်းရုံးမှုများကိုနေမြေကွင်းဆင်း၍စတင်လျက်ရှိကြောင်းထို့သောနယ်မြေကွင်းစင်းမဲဆွယ်စည်းရုံးရာတွင်စစ်သားရဲနှင့်ပြူစော်တီများကိုအယက်ဝက်များကြံဖော့ပါတီဝင်အင်ကြီးများဝက်ခိုင်း၍လုံခြုံရေးအဖြစ်ခေါ်ဆောင်သွားကြောင်း လုံခြုံရေးအနေဖြင့်ဘူချိုဟောင်းများ၏ကိုပိုင်လုံခြုံရေးအဖွဲ့ပါတီ၏လုံခြုံရေးအဖွဲ့နှင့်သက်ဆိုင်ရာနေမည်မှစစ်သားရဲနှင့်ပြူစော်သည့်လုံခြုံရေးအဖွဲ့ဟု၍အတွင်စီအပြင်စီများတတ်မှတ်ခါအထူးလုံခြုံရေးပေးထားကြောင်းအပြင်စီတွင်မှလက်နက်ကင်များကိုယူနီဖောင်းများဖြင့်ချထားပြီးအတွင်စီတွင်မှပါတီနှင့်ကိုပိုင်လုံခြုံရေးအဖွဲ့များကိုအကြီးအကဲအသုံးပြုကြောင်းသိရပါသည်ဗိုလ်ချုပ်ကြီးတွေကတော့လုံခြုံရေးစီးတွေလုံခြုံရေးအဖွဲ့တွေထားပြီးနေမြေကွင်းဆင်းပါတယ် တက်ရဲနဲ့ပြည်သူစစ်တွေကတော့အရက်ဝက်နဲ့သို့မဟုတ်ရင်ပါတီအင်ကြီးဝက်ပြီးလိုက်ခိုင်းနေအတွင်းစီမှာယူနီဖောင်းတွေနဲ့လိုက်တာမျိုးမရှိဘူးလက်နက်တွေဘာတွေလဲအပြင်မှာထုတ်ကင်တာမျိုးမရှိဘူးလိုက်ကြတာတော့အဖွဲ့ဆောင်လိုက်ကြတယ်အရက်ဝက်နဲ့သို့မဟုတ်ပါတီအဝက်နဲ့လုံချုံရေးလိုက်ယူကြတာဟုဂျန်ခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်မင်းအောင်လှိုင်ခိုင်းစီချက်အရစစ်ကော်မရှင်မှစစ်အရာရှိကြီးများဖြစ်ကြသည့်အောင်လင်းတွင်ညာထုံးဦးဝင်းကြီးတင်အောင်စံဒုတိယဗိုလ်ချုပ်ကြီးဟောင်းကန့်မြင့်တန်း ODS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DSC 28ဒူဘိုဂျိုကြီးဟောင်းတပ်ပုံ DSC 29ဒူဘိုဂျိုကြီးဟောင်းဖုံမြန် OTS 83ဒူဘိုဂျိုကြီးဟောင်းလင်းအောင် DSC 26ဒူဘိုဂျိုကြီးဟောင်းစိုးတက်နိုင် DSC 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွှတ်တော်နှင့်ပြည်내တိုင်းလွှတ်တော်တို့မှစစ်ဖွဲ့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်နေကြပါတယ်။အကြံဖက်စစ်ကော်မရှင်မှအောင်လင်းတွေကနေပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့ PR တွင်၎င်းမျိုးစောကကိုကိုကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့မှ၎င်း ညာထုံးဦးကပြင်ဦးလီမျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာလကောင်ရှင်းပြန်ချမိဖြစ်ပါတယ်။ဒုတိယဘူဂျုံကြီးဟောင်းတပ်ပုံကစကိုင်းမျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဒုတိယဘူဂျုံကြီးဟောင်းစိုးတင်နိုင်ကမကွေးမျိုးနဲ့မဲဆန္ဒနယ်ဒုတိယဘူဂျုံကြီးဟောင်းကံမြင်တန်ကမအူပင်မျိုးနဲ့မဲဆန္ဒနယ်ဒုတိယဘူဂျုံကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမျိုးနဲ့မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်းပြန်ပြီဖြစ်ပါတယ်။ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယျာတီတီမျိုးနဲ့အငိမ့်စားဘူဂျုံကြီးတင်းအောင်စံကဥဒရတီတီမျိုးနဲ့ မေကင်းမောင်မြင့်ကသဘူတီတီမျိုးနဲ့မဲဆန္ဒနဲ့အငိမ့်စားဘူချုပ်ကြီးမြတ်ဟင်းကဒက္ခိဏတီတီမျိုးနဲ့ပုပ်ပတီတီမျိုးနဲ့တွင်ဘူးလက်လာဆွေဘိုချုပ်ဟောင်းမောင်မောင်အောင်ကတက်ကုံမျိုးနဲ့မဲဆန္ဒနဲ့တို့တွင်အတီးတီရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးကော့ကရီမျိုးနဲ့ထီဖူးဆိုင်ပါတို့စစ်ကြောင်းထုတ်လာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ15ဦးခန့်တေဆုံးပြီးတနက်ရှစ်လက်သိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ကောကရိတ်မြို့နယ်ထီဖိုးဆန်ရွာသို့စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ15ဦးခန့်ထိ송ပြီးတနက်၈လက်သိမ်းဆည်းရရှိခဲ့ကြောင်းဒေသရင်းစစ်ရေးတရင်ရမြက်ကတရင်ဌာနကိုပြောပါရယ်။နိုဝင်ဘာလ6ရက်နေ့တွင်ကောကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကထီဖိုးဆန်ကျေးရွာနှင့်ခွေးမောင်တိုင်ကျေးရွာအကြားရှိကျက်မောက်ချံတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဘက်မှ15ဦးခန့်ထိ송ခဲ့ပြီး လက်နက်ရှစ်လက်သိမ်းဆီးရရှိခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲသည်ယနေ့နိုဝင်ဘာ9ရက်နေ့နနက်ပိုင်းထိဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။ထီဖိုးဆန်ကြီးရွာနဲ့ခွေမောင်တိုင်ကြီးရွာအကြားကစက်မောက်ချမ်းမှာမနေ့ကလည်းဖြစ်တယ်ဒီနေ့လည်းတမန်နှလုံးပြစ်တယ်တနက်ရှစ်လက်ရတယ်လို့သိရတယ်စစ်ခွေးတွေကတနက်တွေကြံခဲ့တာပေါ့ရန်သူသေးတာတော့တော်တော်များတယ်သေတာက15កောင်လောက်ရှိမယ်ဒဏ်ရာရတာတွေလည်းများတယ်ဟုဒေတာရင်းစစ်ရေးတရင်ရေးမြကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို ကလိုထူးယူဟာစစ်ကြောင်းတက်မဟာ၃တက်မဟာ၅နဲ့တက်မဟာ၇တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါတယ်။အော်တိုဘာလပိုင်းမှာစတင်ပြီးအကြမ်းဖက်စစ်တပ်ကခေါ်ကရီမျိုးနယ်အတွင်းကိုအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတော့လေစစ်မှုထမ်းတပ်သားတင်များကိုရှေ့ဆုံးမှထား၍တိုက်ခိုက်နေတော့ကြောင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြပြီးအချိန်ချင်းပြန်လည်ဆုတ်ပြန်နေရကြောင်းစစ်ရေးသတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။ကျမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။